တွေ့နေမှု့မယ်မှု့တယ်โอเคအဲ့မှာသူ့ရဲ့ကမဆူကြီးပါလာတယ်ဒီ bike ကိုကျွန်တော်ကတုံနဲ့ထုတ်ပြီး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 ဟေးဟေးအခုနားက drain နဲ့လည်းဖောက်ထားတယ်တူနဲ့လည်းထူထားရဲ့ဟောပါဦးမှာကက်ကြီးနဲ့ညက်ပြာလုံးဝညက်တာโอเค โอ้အားလုံးပဲမင်္ဂလာပါဗျာအကျွန်တော်အခုဆိုလို့ရှိရင်လော်တီမှာကျင်းပပြုတ်လုံနေတဲ့ပွဲလေးတစ်ခုကိုရောက်ရှိနေရပဲဖြစ်ပါတယ်အဲဒီနေ့ပွဲလေးကတော့နည်းနည်းလေးထူးခြားရတယ်တခြားပွဲတွေနဲ့မတူဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုဟိုတယ်တွေမှာအများဆုံးဘာတွေလုပ်လဲဆိုတော့ကျွန်တော်လောင်ချင်းပွဲလေးတွေပျက်စီးသက်မိတ်ဆက်ပွဲလေးတွေကိုပြုတ်လုံတာများတယ်ဒီနေ့ပွဲလေးကတော့နည်းနည်းလေးထူးခြားတယ်ဘာဖြစ်လို့လဲဆိုတော့ War Tiger ကသူတို့ရဲ့ Next Generation Solid State Battery ကို testing လုပ်ပြမဲ့ပွဲလေးပဲဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီပေါ့နော်မြန်မာနိုင်ငံကိုအခုဆိုလို့ရှိရင်ကျွန်တော်ဒီ battery တွေကအများအပြားဝင်လာတာကိုတွေ့ရတယ်အဲ့ဒီထဲမှာမှာကျွန်တော် War Tiger က ဘက်ထရီတွေက solid state battery အစ်စ်တွေနဲ့ပဲပြုလုပ်တာများတယ်အဲ့တော့ဒီပွဲလေးမှာဆိုလို့ရှိရင် wall tiger ရဲ့ဘက်ထရီတွေကတကယ်ပဲ solid state battery အစ်စ်ဖြစ်တယ်မဖြစ်ဘူးကိုဒီပွဲလေးမှာ testing လုပ်ပြမှာပဲဖြစ်ပါတယ်အဲ့တော့ဘလို့ testing တွေလုပ်ပြမှာလဲဆိုတော့ကျွန်တော်ပွဲတစ်ချက်သွားကြည့်အောင် 你知道，register 以前流来啊。 ကျွန်တော်တို့အထဲကိုဝင်လိုက်တာနဲ့ပထမအဆုံးဘာတွေ့ရလဲဆိုတော့သူကဘက်ထရီလေးကိုတခါလဲခင်းပြထားတယ်ဘက်ထရီလေးကိုရိုးရိုးခင်းမပြထားဘူးတခါလဲဖွင့်ပြထားပြီးတော့အထဲမှာရှိတဲ့ဘက်ထရီတွေကကျွန်တော်တကယ် solid state ဖြစ်တယ်ဆိုတဲ့အကြောင်းလဲတခါလဲကြည့်နိုင်တယ်နောက်ပြီးဒီမှာမြင်ရတာကဘာလဲဆိုတော့သူရဲ့ safely ပုံတော့ safely ဘိုင်းကိုဦးစားပေးတဲ့အနေနဲ့သူကဘာတွေလုပ်ထားလဲဆိုတော့တန်ကိုနှစ်ထပ်လုပ်ပေးထားတယ်ကျွန်တော်ဒီအပြင်မှာလဲဒီမှာပေါ့နော်ဒီအပြင် body ကလဲတန်ဖြစ်တယ်လို့ကျွန်တော်ဒီအတွင်းပုံတော့ဘဒီဘက်ထရီ pack ကိုအထဲမှာပါတဲ့ဘက်ထရီကိုအပြင်ကနေကပါအုပ်ထားတဲ့ဟာလေးကလဲတန်များဖြစ်တယ်ပုံတော့ အဲ့လိုမျိုးလေးတေချာလေးပြထားတာကိုတွေ့ရတယ်နောက်ပြီးရင်ဒီမှာဘာတွေပြထားလဲဆိုတော့ဒီကောင်ဆိုလို့ရှိရင် Eco 11ဒီကောင်ဆိုလို့ရှိရင် Eco 28ဟိုဘက်မှာဆိုလို့ရှိရင် Apollo series ဟိုဘက်မှာက Max series ဆိုပြီးတော့ကျွန်တော်တခါတယ် series တွေအကုန်လုံးကိုတခါတယ် open နေပုံတော့တခါတယ်ဖွင့်ပြီးပြထားတာကိုတွေ့ရတယ်အထဲမှာ solid state battery တွေဖြစ်ကြောင်းကိုလည်းတခါတယ်ပြထားတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်ပွဲတွေကိုဆက်ကြည့်အောင် ကဲဒါလေးတွေကတော့ဒီနေ့အတွက် testing လုပ်မဲ့ accessory လေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ battery ကို load test ဘယ်လောက်ထိအဆင်ပြေလဲဆိုတဲ့ဟာကို sample တော့ကို load test တာတွေရှိမှာပြီးလို့ရှိရင်ကျွန်တော်တို့ battery တွေကိုတကယ်ပေါ့နော်တကယ်ဒီဘာတွေလောက်ပြမှာလဲဆိုတော့ဒီမှာ drain တွေရှိတယ်ဆိုတော့ drain နဲ့ဖောက်ပြမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကက်ချီနဲ့ညှက်ပြမယ်တူတွေနဲ့ထုပြမှာဖြစ်တဲ့အတွက်သူ့ရဲ့လိုအပ်တဲ့ accessory လေးတွေလည်းတခါတည်းပြင်ထားလာကိုတွေ့ရရဲပေါ့နော်ကျွန်တော်တို့ကကိုယ်တိုင်လည်း test လုပ်လို့ရတယ်လို့ကိုယ်တိုင် test မလုပ်ခင်အရှိပါဆိုလို့ရှိရင် technician ကကျွန်တော်တို့အရင်ဆုံး testing လုပ်ပြမယ်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ကတကယ်ပေါ့နော်ကိုယ်တိုင် experience အနေနဲ့

ခုကတော့ဒီနေ့ပွဲတကယ် main ပေါ့နော် main အနေထားတစ်ခုရောက်လာပြီကျွန်တော်တို့ battery လေးကိုတကယ်လုံးဝ live test ဆန်းမှာပဲဖြစ်ပါတယ် live test ဆန်းတဲ့နေရာမှာလဲကျွန်တော်တို့ဒီပေါ့နော်ဒီ cells တွေကို fake ဖြစ်တယ်လို့ထင်ပါဆိုလို့ကျွန်တော်တို့ရှေ့မှာပဲ battery ပေါ့နော်အရှေ့မှာပြထားတဲ့ battery တစ်လုံးကိုအစအဆုံးဖွင့်ထုတ်လိုက်တယ်ဖွင့်ထုတ်ပြီးတော့မှအဲ့ထဲကနေမှကျွန်တော်တို့ကဒီ battery တွေကိုထုတ်ပြီးတော့မှဆန်းမှာဖြစ်ပါတယ် ဘက်ထရီကနေမှဘက်ထရီပက်ကြီးကိုတော့ဆက်ထုတ်လိုက်ပြီဘက်ထရီပက်ကိုလုံးဝစမ်းသပ်မှုမလုပ်ခင်မှာသူ့မှာရှိတဲ့နဲ့ဘက်ထရီဘုတ်ရှိမရှိဆိုတဲ့ဟာကိုအရင်ဆုံးကိုးတွေကိုရင်တိုင်းတယ်တိုင်းပြီးတော့မှနောက်ဆက်သွားမှဖြစ်တယ်လက်ရှိမှာဆိုလို့ရှိရင်တော့ဘက်ထရီဘုတ်ကပေါ့နော်သူကတတ်မှတ်တဲ့ဘုတ်တစ်ခုမှရှိနေဆိုတဲ့ဟာကိုတိုင်းကြနေတာဖြစ်ပါတယ်ဆက်ပြအဲ့တော့ဘက်ထရီပက်တစ်ခုရဲ့ရှိနေတဲ့ဘိုးတွေက3.34ဝိုးချင်မှရှိတယ်ပေါ့နော်အဲ့တော့ဒီဘက်ထရီတစ်ခုက ်ပထမကျွန်တော်တို့စမ်းနေတဲ့ချိန်မှာလည်းဖောက်နေတဲ့ချိန်မှာတော်တော်ကက်ကက်ကက်ဆွဲထုတ်လိုက်ရတယ်သူ့ကိုလိန်ထိုးတာရောလိန်တာရောစုံပြီးအောင်လုပ်ခဲ့တဲ့အခါမှာဒီပက်တီကဘူလာအကောင်းတိုင်းဒီ normal bullish bait တစ်ခုမှရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ ဒီ trade တွေဒီ capture တွေနဲ့ကျွန်တော်တို့ကကြမ်းကြမ်းရရထုတ်ပြီးတော့ဆက်မှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဒီ battery pack ကြီးတွေကနေမှာ battery layer တစ်ခုချင်းစီကိုဆွဲထုတ်ပြီးတော့ဒီ layer တစ်ခုချင်းစီမှာလည်းတကယ်ပေါ့နော်ဘူအားရှိတယ်မရှိဘူးကိုကျွန်တော် LED မီးနဲ့တက်ပြီးတော့ဆန့်ကြမှာပြီးတော့မှသာလည်းနောက်ထပ်နောက်တစ်ဆင့်ဆက်သွားမှာပေါ့နော်အခုကတော့အခုမှဒီ battery မှာဘူအားရှိမရှိကိုတစ်ချက်ကလည်း LED မီးနဲ့ဆန့်ပြီးစပြီးတော့ပေနဲ့ကျွန်တော်တို့ကစူးသွားတဲ့ထိုးပေါက်ပြမှာဖြစ်ပါတယ် အခုတော့တကယ် live test စပြီပေါ့နော်ဘာလို့မှလဲဆိုတော့ battery ကိုလွေနဲ့ဖောက်မှာပေါ့နော်ဖောက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်လေဒီ battery မှာပေါ့နော်သူ့ရဲ့သတ်မှတ်တဲ့ဘူးရှိသေးတယ်မရှိဘူးတခါလဲဆက်ရမှာဖြစ်ပါတယ်စဖောက်ပြီဟိုမှာစဖောက်ပြီအဲ့တော့ရှင်းပါဖောက်ပြီ okay ဖောက်ပြီဖောက်ပြီဖောက်လိုက်ပြီဖောက်သွားပြီ okay အဲ့ဒါပေါက်သွားတဲ့အခါမှာကျွန်တော်တို့ကဖောက်လို့ရတယ်ဆိုရင်အကြောင်းကိုဗီတီယယ်ဆိုလို့ရှိရင်ဘာလဲဆိုတော့ စူပွားကြောက်တယ်ဗောနော်စူပွားကြောက်ထူးထဲလိုက်တယ်ဆိုတော့အခုဖောက်ပြီးသွားပြီဖောက်ပြီးသွားတဲ့အချိန်မှာသူမှသူဘိုးကိုပြန်တိုင်းပြပြီဟိုမှာဟိုဘက်မှာဟိုဘက်မှာလည်းတခြားလေးဗောနော်သူတတ်မှတ်ဘိုးရှိတယ်မရှိဘူးတခြားလည်းပြနေတယ်သူဘိုးမှာပဲရှိနေပါတယ်လုံးဝသူ့ရဲ့တတ်မှတ်ဘိုးလေးမှာပဲရှိနေပါတယ်ဒါကလည်းကျွန်တော်တို့ဒီဘက်ထရီကိုဖောက်ပြီးတဲ့အချိန်မှာမှဆန်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လေဒီဘက်ထရီမှာသူ့ရဲ့တတ်မှတ်တဲ့ဘိုးရှိသေးတယ်ဆိုတဲ့ဟာပြတာဗောနော်ဒါကတော့ပထမအဦးဆုံးတစ်ချက်ကိုဖောက်ပြီးတဲ့အချိန်မှာဆန်းပြတဲ့အနေထားလေးပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်တွေနဲ့ထပ်ဖောက်ပါတယ်အဲ့တော့ တွေ့တဲ့မှု့မယ်မှု့တယ်โอเคအဲ့မှာသူ့ရဲ့ capacity ပါလာတယ်ဒါကတော့ဒုတိယတစ်ခါထပ်ဖောက်တယ်ဖောက်ပြီးတဲ့အချိန်မှာလည်းထပ်ပြီးတော့ဘိုးကိုထပ်ဆန်းရဲပေါ့နော်ထပ်ဆန်းတဲ့အချိန်မှာလည်းသူ့ရဲ့သက်မှတ်ဘိုးတွေမှာရှိနေသေးတယ်ဆိုတဲ့ဟာကိုလည်းဒီပေါ်မှာ transparency ဖြစ်အောင်အားလုံးမြင်အောင်တစ်ခါလည်းချပြနေလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမအဆင့်အနေနဲ့ဒီနေ့ဖောက်တဲ့အဆင့်အောင်မြင်ပါတယ်နောက်ချက်ထပ်ဖောက်ပြပါမယ်အဲ့တော့နောက်ထပ်ဒုတိယချက်ထပ်ဖောက်ပြပါမယ်နောက်ထပ်ထပ်ပြီးတော့ဘိုးကိုထောက်ပြီးတော့ဆန်းပါဖြစ်ပါတယ် ုနကတော့နောက်တစ်ချက်သူထပ်ပြီးဖောက်လိုက်တယ်ဖောက်ပြီးတဲ့အချိန်မှာလည်းလုံးဝသတ်မှတ်ဖို့တည်းမှာပဲရှိနေသေးရပေါ့နော်လောလောဆယ်မှာဆိုလို့ရှိရင်ဒီ battery pack တစ်ခုလေးကိုပဲ drain ကသုံးပြတ်ဖောက်တယ်ဖောက်ပြီးတဲ့အချိန်မှာလည်းသူကသတ်မှတ်ဖို့တည်းမှာပဲရှိနေသေးတယ်ဆိုတဲ့ဟာကိုပြရပေါ့နော်ဒါလေးကလည်း solid state battery ရဲ့အားသာချက်လို့ပြောရမှာပဲဟုတ်ပါရှိပါတယ် okay ကျွန်တော်တို့ဒီဒီ solid state battery pack ကိုကျွန်တော်တို့ကဖောက်ပြီး drain နဲ့ဖောက်ပြီးရဲ့သုံးပြတ်ဖောက်ပြီးရဲ့အခါမှာသူ့ကိုတိုက်လိုက်တဲ့ temperature က28ပထမ4 centigrade ရှိပါတယ် အဲ့ဒါလေးကျွန်တော်ချက်ပြပြပါမယ်အဲအခုကတော့ဘာလဲဆိုတော့ခုနက green နဲ့ဖောက်ထားတဲ့ battery pack ကြီးကိုသူ့ရဲ့ temperature ဘယ်လောက်ရှိနေလဲဆိုတဲ့ဟာကိုလည်းတစ်ခါလဲစမ်းပြအောင်လို့ safely ဖြစ်တယ်မဖြစ်ဘူးတစ်ခါလဲမြင်သာမှုရှိအောင်ဒီ battery pack ကြီးရဲ့သူ့ရဲ့ temperature ဘယ်နေထားမှာရှိရဆိုတဲ့ဟာကိုတစ်ခါလဲ live test စမ်းပြနေရပဲဖြစ်ပါတယ်ကဲဒီတစ်ခါကတော့နည်းနည်းပို့ပြီးတော့ရှင်းခုံးဖို့ကောင်းနေတယ်ဘာလို့လဲဆိုတော့ခုန drain ဖောက်ထားတဲ့ pack ကိုပဲတူနဲ့ထပ်ထုမှာဒီ pack ကိုဖောက်ထားတဲ့အပေါက်တွေကိုပဲကျွန်တော်ထပ်ထုမှာ ဲ့တော့ဒီတစ်ခုတည်းမှာလေကျွန်တော်ကဆက်ဆင်းကတစ်ခုတည်းမဟုတ်ဘူးเนาะအဲ့တော့ဒီပတ်တစ်ခုကိုဒီနေရာလေးတစ်ခုကိုကျွန်တော်တို့ကတုံးချက်ဖောက်ပြီးအဲ့တော့ဘိုးရဲ့ပိုက်ကြတယ်အဲ့ဒီတစ်ခုကိုပဲထပ်ပြီးတော့ကျွန်တော်တို့ကတူနဲ့ထုတ်ပါတယ်တူနဲ့မထုတ်ခင်ကိုအရင်ဆုံးဘိုးတိုင်းပြရတယ်တိုင်းပြပြီးလို့ရှိရင်ခုနဒရင်နဲ့ဖောက်ထားတဲ့ဘက်ထရီကိုဘက်ထရီပိုက်ကိုပဲကျွန်တော်တို့ကတူနဲ့ထုတ်ပြီး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 ဟေးဟေးနည်းနည်းတော့နောက်ဆုံးပါဟောနော် ။မင်းတော့ရှိန်သွားမှာသူကဲထုတာနော်။မထုပြီးတော့သူဟိုဘာလို့လဲဆိုတော့ဘိုးရက်ထက်တိုင်းပြတယ်။ဘယ်ကျွန်တော်တို့ဘိုးရက်ထက်တိုင်းပြတဲ့အချိန်မှာလေ။ဒီနဲ့၃ရက်ဖောက်ပြီ။အဲ့ဒီအဲ့ဒီအပြေကိုမှာသူနဲ့ထက်ထုတယ်။၃ရက်ထုတယ်၊ဒုံးလုံးလုံးထုတယ်။3 point 2ပဲ။အိုးအဲ့မှာဘိုးတင်မှာလည်းရှိနေသေးတယ်ဆိုရင်သဘောပဲပေါ့နော်။ तू ကအခုဆိုလို့ရှိရင်တော်တော်လေးကြမ်းနေပြီ။တူနဲ့ထုပြီးတဲ့အချိန်မှာလည်းလုံးဝတတ်မဲ့ဘိုးတင်မှာလည်းရှိရ။ခုနကတူနဲ့ထုတဲ့ စပိနေပေါ့နော်ထူးတဲ့အားကလည်းအရေတော့ကလည်းမြင်းနေတိုင်းတော့ကြောင်ပြောင်းအောင်ထူးအဲ့အချိန်မှာလည်းလုံးဝကွက်တီပဲခုတెంပရေချာကိုတိုင်းနေတယ်အဲ့တော့ချက်ကြည့်အောင်ပဲတူနဲ့ထူးတဲ့အချိန်မှာနည်းနည်းတော့တက်သွားတယ်34တရပါနှစ်အခုနာကတော့ပထမတစ်စိတ်မှာတော့ဒီတెంပရေချာတိုင်းတဲ့အခါမှာ28ကျော်ကျော်လေးပေါ့နော်အခုက32ကျော်သွားပြီဆိုတော့4%လောက်တော့တెంပရေချာပိုတက်လာပြီဆိုတော့သဘောလေးပေါ့နော်တက်ပြီးတော့ထပ်ပြီးတော့ဘာကြီးလုံးလဲဆက်ကြည့်အောင်โอเคနောက်တစ်စိတ်ကတော့ဘာလုံးမှာဆိုတော့ကချင်းနဲ့ညက်ပြမှာအခုနာက ဒရင်းနဲ့လည်းဖောက်ထားရဲတူနဲ့လည်းထူထားရဲဟောပါဦးမှာကက်ကြီးနဲ့ညက်ပြာလုံးဝညက်တာပြတ်သွားပြီထွက်သွားပြီကျွန်တော်တို့မညက်ခင်မှာလည်းဘိုးတိုင်းကြတယ်အခုထက်ပြီးတော့ထက်တိုင်းမှာကက်ကြီးနဲ့ညက်ပြီးတဲ့ချိန်မှာသူရဲ့ဘိုးဘယ်လောက်ရှိလဲဆိုတော့ထက်တိုင်းကြ Solid state ပဲဒီခုလိုရဲ့ပက်တစ်ခုတော့ဆုတ်ပြတ်တတ်သွားပြီပေါ့နော်အဲ့တော့ကက်စီးသွားပြီပေါ့အိုးအဲ့လိုမှကျွန်တော်တို့ရရတဲ့ဘိုးလေးဟုတ်ပါဦးနေတော့နေတော့ပြောတာကြည့်လိုက်အောင်မယ် 33 vote about 3.3 vote ရှိပါတယ်အဲဆိုလို့ရှိရင်တော့ပြောရမယ်ဆိုလို့ရှိရင်တော့သူရဲ့တာမန်ပေါ့နော် normal voltage မှာပဲရှိနေသေးတယ်ဆိုတော့အတိတ်ပဲပေါ့နော် battery pack ကြီးကိုကျွန်တော်တွေ့နေဖောက်တယ်တူနေထူတယ်ကက်ကြီးနဲ့ညက်တယ်အဲ့ဒီအချိန်မှာလဲသူရဲ့ရှိသင့်ရှိထားတဲ့ဘိုးမှာပဲရှိနေသေးတယ်ဆိုတော့အတိတ်ပဲဟိုမှာသူအထက်မှာပောက်ဖက်သွားတာဆိုတော့ဟိုမှာတခြားလေးပြနေအခုနောက်တစ်ချက်ထက်ညက်မယ်အဲ့တော့ plus ထက်ညက်ပြီအခု minus ရဲ့ထောင်းကိုပြတ်ပါတယ်ညက်တယ်ညက်တယ်အိုး positive corner ကိုညက်ပြီးတဲ့အခါမှာ negative corner ကိုထက်ညက်ပါတယ် တော့ဘယ်ညာဆက်ဖက်သွားတယ်ဟိုမှာလုံးဝပြတ်ဖက်သွားပြီဟိုမှာပေါက်ဖက်သွားပြီဟိုမှာတေချာလေးပြပြနေတယ်။အာအဲ့ဒီချိန်မှာ तू နောက်ထပ်ဘိုးထက်တိုင်းပဲပေါ့နော်။တာမတ်တမတ်ဘိုးတက်မှာရှိမရှိပေါ့။ Solar shape ပဲပြည်ဘိုးလေးကိုထောက်တိုင်းပါတယ်။အဲ့တော့ဘိုးလေး main တစ်ခုအနေနဲ့3.3ဘိုးမှာပဲဆက်လက်ဒီရှိရတတ်မှတ် voltage မှာဆက်ပြီးတော့ရှိနေသေးဆိုရင်အတိတ်ပဲပေါ့နော်လုံးဝ solid state battery ရဲ့ safe ဖြစ်မှုကတော့တကယ်ကိုမိုက်တယ်လို့ပြောရမှာပဲအားတာချက်တွေကိုလက်ဝါးတွေညင်ခဲ့ရတာဖြစ်ပါတယ် okay

โอเคช็อตสาเกยายอ๋อโอเคอันยาอีเซลุไม่เอาบ่เนาะเซมยาไม่ได้อันนี้เราเซมยาเกเลยบาลุแล้วคุณน่ะว่าโฮเทลมายูยูรอบเป้เซมยาไล่ตาบ่เนาะเพราะฉะนั้นโฮเทลมาผิดเนี่ยผิดแต่ตัวสโตดีเทคเตอร์จ้ะลงว่าเซมยาโลไม่ยาเลยอณีท้าหมูโลลงว่าอาจารย์เนี่ยรอบเป้เซมยาไล่ได้ตะโบเลยบ่เนาะไอ้เฉยมาဆိုလို့ရှင်เนาะဒီแบตเตอรี่ไพ่เกเทมเพอเรเจอร์တော့အနည်းငယ်တက်သွားတဲ့ตะโบလေးမှာရှိတယ်ခုရသလောက်တော့ခုမှ temperature ကိုပြန်ပြီးတော့သူ့ရဲ့ voltage ကိုဆန်းပြနေပဲ temperature ကိုလည်းဆန်းပြနေပါဘောနော် ဒီဆက်ပို့ပြီးသူတို့ကစမ်းပြကြတယ်ဒါမှခတ်တာကဟိုတယ်ထဲမှာဖြစ်နေတာဖြစ်တဲ့ smoke detector ရှိနေတော့ဒီ short short circuit ကိုလုံးဝအရင်ကြီးစမ်းပြလို့မရဘူးနော်ထပ်ခနဲ့လောက်ပဲစမ်းပြလို့ရရအနေထားလေးဖြစ်သွားတာပေါ့ okay နောက်တစ်ချိန်ဘို့စမ်းပါမယ်အဲ့တော့ဘိုးဘိုးတော့စမ်းပြနေတယ်ဘိုးကတော့လုံးဝပြောင်းလဲမရှိဘူးသူ့မှာဘိုးကဒီပေါ့နော်ရှီတင်ရှီထိုက်တဲ့ဘိုးမှာပဲရှိနေတော့မယ်ဒီလိုလှုပ်ပြီးတဲ့အချိန်မှာတော့လုံးဝရှီတင်ရှီထိုက်တဲ့ဘိုးမှာရှိနေတော့မယ်ဆိုတော့တတ်တယ်ပေါ့နော်ဒါလေးကတော့ ဲ့တော့ okay okay အခုနောက်ထပ် short circuit တစ်ခေါက်ထပ်လုပ်မယ်တခြားကြီး short circuit တစ်ခေါက်ထပ်လုပ်ပြီ okay โอเคไอ้ช็อตซาเก็ตถัดลงจ้ะดาดีกว่าคือว่า AC เว้ยเนาะไอ้เราเราเราแต่ลงว่าอเซมบลีณีตีเลยสวยอดิเบ้เว้ยโบรีซ้ําเบ้อะคือเปลี่ยนพี่တော့โบรีเปลี่ยนซ้ําเบ้ဒီแบตเตอรี่ဘက်ကိုเทมเพอเรเจอร์เปลี่ยนซ้ําเบ้ဘောเนาะသူရရှိသိရှိထိုက်တဲ့အနေထားမှာရှိနေလားဆိုတာဘာလို့လဲဆိုတော့ခုနကช็อตซาเก็ตလို့ထားတာတဲ့ဒါเทมเพอเรเจอร์ဆက်လိုက်တယ်เทมเพอเรเจอร์เนี่ยတက်မထက်နေဟာ အတက်ဘူးကြာမနပုံမှန်ဆိုလို့ရှိရင်တော့ short circuit လုပ်ပြီးလို့ဆိုရင်တော့ temperature နည်းနည်းပြောင်းအောင်ပါဘောတော့ဒါပေမဲ့တော့ temperature လည်းအပြောင်းလည်းမရှိသေးဘူးဒါပေမဲ့ body မှာပဲရှိသေးတယ်ဆိုတော့တကယ်ဘောနော် solid state battery ကတော့တကယ်ဘောအားသာချက်ကောင်းတယ်လို့ပြောရမှာပဲ โอเคဒီကိုကြီးကနည်းနည်းကြမ်းတယ်လို့ပြောအောင်မယ်ပဲဟိုရှေ့ကစမ်းပြားရဲ့လူကိုပြီးကြမ်းပြီးတော့ကျွန်တော်တို့တစ်ခါတည်းတန်ထဲမှာဖောက်ချပလိုက်တာဖောက်ပြီးတော့မှလုံးဝထုတ်ချင်းပေါက်ပဲเนาะထုတ်ချင်းပေါက်တဲ့အချိန်မှာရောသူ့ရဲ့ဘူဒစ်ကပုံမှန်ရှော့လာဆိုတော့ချက်ပြန်စမ်းကြည့်ကြလိမ့်မယ်ဟဲ့ရှိချင်လားနဲ့နဲ့နဲ့ okay နဲ့လေးနဲ့ဆရာငွေနည်းနည်းလေးတော့ဟာဟိုလေဟိုပါလေ flash လေးပါလေစပရက်လေးနည်းနည်းတော့ရိုက်တယ်အဲထဲမှာ ပပလေးပပလေးစပရတော့ရိုက်တယ်အဲ့တော့အလုံးလုံးဆိုရင်အလုံးလုံးတယ်ဆိုရင်တဘောပေါ့နော်အဲ့တော့3.3 Oh ဗုဒ္ဓကလည်း normal ဗုဒ္ဓမှာရှိနေသေးရပေါ့နော်ဘလို့လဲအကျံပြန်ဆန်ဆန်လက်ရှိမှာဆိုလို့ရှိရင် normal ဗုဒ္ဓမှာပဲရှိနေသေးရဆိုတဲ့ဘောပဲဝိုးထိုက်ကတော့ဝိုးနဲ့ဝါးကနေဖြစ်တော့အောင်လုတ်ပြခဲ့တဲ့ပွဲလို့ပြောရင်လည်းမမအူပေါ့နော်လုံးဝဒီနေ့ပွဲကတော့တကယ်ကိုထူးခြားတဲ့ပွဲလို့ပြောရမှာပဲပထမဦးဆုံးပေါ့နော်ကျွန်တော်ဒီ solid state battery ကို testing လုပ်တဲ့နေရာမှာလည်းဘသူ့ကိုခေါ်ထားလဲဆိုတော့တရုတ်ကနည်းပညာရှင်ကိုခေါ်ထားပြီးတော့ testing လုပ်တာဖြစ်တယ်ကျွန်တော်တို့ဒီ testing လုပ်တဲ့ battery ကိုလည်းကျွန်တော်ကြိုတင်ပြင်ဆင်ထားမှမဟုတ်ဖ ೇನೆ တကယ်ပေါ့နော်ကျွန်တော်ရောင်းနေတဲ့ battery တွေကနေမှကျွန်တော်ဆွဲထုတ်တယ်ဆွဲ ထုတ်ပြီးတော့မှအထက်ကနေမှကျွန်တော်ဘက်ထရီပက်တွေကိုဆွဲထုတ်တာပေါ့နော်အထက်ကဘက်ထရီပက်တွေကိုဆွဲထုတ်တဲ့အခါမှာလဲတော်တော်ကိုခက်ခက်ခဲခဲကိုတေချာလေးထုတ်ခဲ့ရတယ်ပြီးတဲ့အခါမှာကျွန်တော်တရုတ်ပညာရှင်ကဘာလုပ်လဲဆိုတော့ကျွန်တော်ဒီဘက်ထရီပက်ကိုဒရေနေနဲ့ဖောက်တယ်ဒရေတွေမှာတစ်ချက်ထဲမဟုတ်တစ်ချက်နှစ်ချက်သုံးချက်ဒီရေနဲ့ဖောက်တယ်ဖောက်တဲ့အချိန်မှာလဲသူ့ရဲ့သတ်မှတ်ထားတဲ့ဘိုးတွေမှာပဲရှိတယ်သတ်မှတ်ထားတဲ့တెంပရေချာမှာပဲရှိသေးတယ်အဲ့ဒီနောက်မှာဘာလုပ်လဲဆိုတော့ကျွန်တော်တူရီနဲ့ထူတယ်တူရီနဲ့ဆိုလို့ရှိရင်ဒုံဒုံဒုံ၃၄၅ချက်ကိုဆင့်ထူတာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်လဲ တ်မှတ်ထားတဲ့ဘိုးတွေမှာပဲရှိတယ်တెంပရေချာလည်းအပြောင်းလဲမရှိဘူးနောက်ပြီးပါဆိုကက်ကြီးတွေနဲ့ညှက်တယ်ကက်ကြီးတွေညှက်ပြီးတော့လည်းကျွန်တော်တို့ဒီဘိုးတွေတွေကိုလည်းစမ်းပြတယ်အဲ့ဒီချိန်မှာလည်းတတ်မှတ်ထားတဲ့ဘိုးတွေမှာပဲရှိတယ်ပေါ့နော်နောက်ဆုံးဘယ်ချိန်မှမှတెంပရေချာအပြောင်းလဲအနည်းငယ်ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒီဘက်ထရီတွေကအလုံးလောက်လားမလုံလားဆိုတဲ့ဟာကို short circuit ရိုက်တဲ့အချိန်ကြာမှသာလျင်ကျွန်တော်တెంပရေချာလေးအနည်းငယ်အပြောင်းလဲရှိလာတယ်ပေါ့နော်နောက်ပြီးတော့ဒီပွဲမှာကအဲစိတ်မကောင်းစရာကျွန်တော်ကအစကဒီပွဲလေးမှာကျွန်တော်ကိုယ်တိုင်လုံးဝဝင်ပြီးတော့ test လုပ်မယ်လို့စဉ်းစားထားတာဒါပေမဲ့လူအများကြီးတော့ကျွန်တော် test မလုပ်လိုက်ရဘူးပေါ့နော်အဲ့ဒါလေးတော့ ော့စိတ်မကောင်းကျွန်တော်အရှိမကကျွန်တော်ရဲ့ဒီပုံတော့ဒီဒီဆိုလာလောကတွေကညီကိုတွေအကုန်လုံးကဒီဘက်ထရီကြီးကိုလုံးဝသူတို့ကိုယ်တိုင်ဝင်ပြီးတက်စ်လုပ်တယ်သူတို့ကိုယ်တိုင်တူရင်းနဲ့ထူတယ်သူတို့ကိုယ်တိုင်ကကြင်းနဲ့ညှက်တယ်အဲပြီးလို့ရှိရင် drain နဲ့ဖောက်တယ်ချုံးနေရာမှာဆိုလို့ရှိရင်တန်ထဲမှာရိုက်ထည့်တယ် အဲ့ဒီအချိန်မှလည်းဒီဘက်ထရီဘက်ကလုံးဝအလုံးလုံးသေးတယ်ဆိုတဲ့သဘောပေါ့နော်။တာမန် solid state battery မဟုတ်တဲ့ဘက်ထရီသာဆိုလို့ရှိရင်ဒီလိုအချိန်နေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ထပြီးတော့မိထလောင်တက်တယ်။ဒါပေမဲ့ကျွန်တော်တို့ဝါတိုက်ကားအနေမှာလှုပ်ထားတဲ့ဘက်ထရီတွေအကုန်လုံးက solid state battery ဖြစ်တာဖြစ်တဲ့အတွက်ဒီလိုမျိုး testing တွေလုပ်တဲ့အချိန်မှလည်းလုံးဝ safely ဖြစ်တယ်ဆိုတဲ့ဟာကိုဝါတိုက်ကားကတော့ဝါကနေနေအောင်ပဲထုတ်ပြခဲ့လို့ကျွန်တော်တို့ပြောချင်ပါတယ်ကြာ။ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေးကြပါတော့။ကျွန်တော် just try ကထစ်ချုံပါ။